နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။မလာ၁၆ရက်တနင်္ဂနွေနေ့ ထမြရာကျန်းခန်းကြီး20အငယ်8မှ17ဥပုံနဲ့ကိုတန့်ရှင်းစေခြင်းကထိုနေ့ရက်ကို အောင်းမိလော6ရက်ပတ်လုံးအလုံမျိုးကိုကြိုးစား၍လှူဆောင်လောတတမနေ့ရက်သည်တင်းဤဖျားသခင်ထာရဖျားဤဥပုံနဲ့ဖြစ်၏ထိုနေ့၌တင်မဆ၍တင်းဤသားသမီးဂျွန်ယောက်ျားမိမဒရိษံတင်းဤတကားအတွင်း၌နေသောဧည့်သည်အာဂန်တို့သည်အလုံမလုံရာ အချာမှုကသာရဖျားသည်မိုးကောင်းကင် မြေကြီးသမုတ်တရာအရရ၌ရှိသမျှတို့ကို6ရက်တွင်ဖန်ဆင်း၍တတမနေ့ရ၌ညင်ဝတ်စွာနေတော်မူ၏ထိုကြောင့်သာရဖျားသည်တတမနေ့ရကို ကောင်းကြီးပေး၍တန့်ရှင်းစီတော်မူ၏ ဖျားသည်မိုးကောင်းကင်ညီကြီးသမုတ်တရာအရရဲ့၌ရှိသမျှတို့ကို၆ရက်တွင်ဖန်ဆင်း၍တတမနေ့ရက်၌ညီငုစွာနေတော်မူ၏ခမရောက်ရာကျမ်းအခန်းကြီး20အခန်းငယ်17အနာယူချိန်များယခင်အိုလံပစ်ပြိုင်ပွဲဝင်တစ်ဖြစ်လဲအပြင်းအပြဂျက်ဖ်ဂလိုဝီသည်အလိုလိုသိမှုကိုတံပြင်သည့်မာရသွန်ပြင်းကြီးကိုတင်ပြပေးသည် အပြေးတလဲမိနစ်ပိုင်းလမ်းလျှောက်တလဲလို့သည်အပြေးလမ်းလျှောက်ဗျူဟာကို သူအားပေးထောက်ခံကြောင်းသိရသည့်အခါမာရသွန်အပြေးသမားဟောင်းများသာမကလူသစ်များပါအံ့အားသင့်ကြသည်သူလမ်းစဉ်နောက်ွယ်မှအကြောင်းပြချက်မှာခဏတာခက်သွသွလမ်းလျှောက်ခြင်းသည် အပြေးသမားများအားခန္ဓာကိုယ်ကိုခိတ္တပြနာအပြည့်စီက26ဒသမ1မိုင်ကို တခါလေတောက်လျှောက်ပြေးခြင်းထက် ပုံမလင်းမြန်စွာ ပြေးစေနိုင်ပြီးပြိုင်ပွဲကို ပိုဆွမ်းစွာအဆုံးသတ်နိုင်သောကြောင့်ဖြစ်သည်။နားချိန်များသည့်အပြေးပြိုင်ပွဲ၌သာအရေးပါသည်မဟုတ်ပါ။ဘဝ၌လိုအပ်နေသည့်ရေရှည်အားထုတ်ရမှုများကိုထိန်းနိုင်အောင်အနားယူခြင်းကကူညီပေးသည်။၎င်းသည် ထွံ့မြောက်ရာကျမ်းမှစ၍တမန်ကျမ်းစာတစ်လျှောက်ဖျားရှင်ဖော်ပြနေသည့်အရာဖြစ်သည်။ဓမ္မဟောင်းကျမ်းတွင်ဖျားဤဖန်ဆင်းမှုလက်ရာများပြီးဆုံးပြီးနောက် အနာယူချိန်များကိုသတ်မှတ်ခဲ့သည်6ရက်အလောက်လောက်ပြီးနောက်တတမနေ့သည်သင်ဤဘုရားသခင်ဂျာရဘုရား၏ဥပုံနေဖြစ်၏ဟု ဖော်ပြထားသည်အဘဲကြောင့်ဆိုသောဂျာရဘုရားသည်မိုးကောင်းကင်မြေကြီးသမုတ်တရားအရရဲ့၌ရှိသမျှတို့ကို6ရက်တွင်ဖန်ဆင်း၍တတမနေ့ရဲ့၌ညီဝတ်စွာနေတော်မူခြင်းကြောင့်ဖြစ်သည်ခရစ်တော်၌ယုံကြည်သူများဖြစ်သည့်ကျွန်ုပ်တို့အတွက် မြင်များနားရမည်ကို အတိအကျဖော်ပြထားခြင်းမရှိပါမြည်သည့်ချိန်ဖြစ်ဖြစ်မိမိနှစ်သက်ရာမြည်သည့်ပုံစံနှင့်ဖြစ်ဖြစ်အနားယူပါအဓိကမှာအာသစ်ပြည့်နေရန်ပင်ဖြစ်သည်အနားယူရန် ရွေးချယ်လိုက်ခြင်းသည်လည်းကျွန်ုပ်တို့လိုအပ်နေမှုများကို သစ္စာရှိစွာထောက်ပံ့ပေးနေသည့်ဘုရားသခင်ကိုယုံကြည်ကြောင်းဖော်ပြနေခြင်းပင်ဖြစ်သည်

တင်းဤလိုအပ်မှုများကိုဖရာသခင်မိခဲ့သူထောက်ပံ့တယ်အဖဖျာအနာယူချိန်များတွင်ကိုရော့အားယုံကြည်ကိုးစားရင်အခွင့်အရေးများကိုပေးသည့်အတွက်ဂျေဇုတမန်၏သခင်ရှုနာမ၌ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။